ဒီဖုန်းကဒီဇိုင်းစမ်းနေကင်မရာနဲ့ AI feature တွေအများကြီးပါလက်ရှိ10သိန်းရောက်ဖုန်းတွေထဲမှာပေါ့နော် Common 40 series က AI feature တွေအဆုံးဆုံးပဲဒါတော့ Common 40 Pro ပေါ့နော်ကင်မရာဘိုင်းမှာဆိုရင် Sony ရဲ့ LYD 900C 50 megapixel sensor နဲ့8 megapixel ROI ပြီးတော့ AI smart sensor လေးနဲ့တွဲပစ်ထားတယ်။ဆက်ပြီးတော့သုံးမိထားတာက50 megapixel sensor ဆိုတော့ဗောနော်ဒီဒေးကောင်းတဲ့ပုံလေးထုတ်ပေးနိုင်တယ် ပြီးတော့ဒီဘုံမှာ slash shot ရိုက်ဖို့တော့ one tap pattern လေးပါတယ်အဲဒီကောင်လေးကိုနှစ်ချက်နှိပ်လိုက်တာနဲ့ flash snap မှုတွေရောက်သွားပြီးတော့လှုပ်ရှားနေတဲ့ object တွေကိုသူက auto ရိုက်ပြီးသွားလိမ့်မယ်အော်တိုမရရင်လည်းတစ်ချက်ထက်နေပြီးရိုက်လို့ရတယ်။ဖိထားမယ်ဆိုရင် bus shot ဖြစ်သွားပဲပေါ့နော်။ movie object တွေကိုဖမ်းရရတာမျိုးလို့ပေါ့နော်။ကျွန်တော်ပုံထွက် quality ကောင်းအောင်ပြီးတော့ bus movement တွေရအောင် AI ပညာရှင်တွေလုပ်ပေးထားတယ်လို့လက်ကတော့ပြောတယ်။တကယ်ဆိုလို့ခုနကကျွန်တော်ပြောခဲ့တဲ့ one tap pattern လေးကိုဖိနေလိုက်မယ်ဆိုရင် error ဆိုတဲ့ AI ချက်ပေါ်ပွင့်လာ။အဲ့မှာခင်ဗျားတို့ AI ကိုကြိုက်တာမျိုးတော့ဟိုတလောကနာမည်ကြီးသွားတဲ့ DC AI ကိုသုံးတာလားပေါ့သေးသေးတော့မဟုတ်ဘူး။ စာရီကို summarize လုပ်လို့ရမယ် AI ကိုစာပြန်ရေးခန့်လို့ရမယ်ပြီးတော့ AI နဲ့မလိုချင်တာတွေဖြတ်လို့ရမယ်ပုံတွေကိုအခုလိုအကျယ်ချဲ့လို့ရတယ် AI ပုံတွေထုတ်ဖို့ image generator လည်းပါသေးတယ်ဒါနေမဲ့လားဆိုတော့မဟုတ်သေးဘူးဟုတ်ပြောတဲ့အခါမှာအဆင်ပြေသူတို့အတွက် AI call noise cancellation AI call translation နဲ့တခြား AI feature တွေလည်းပါသေးတယ်ပြီးတော့ Google Circuit to search ကိုသုံးလို့ရမယ်စုံနေရတယ်အဲ့ဒါကြောင့်လည်းတက္ကနိုကဒီဖုန်းရဲ့ slogan ကိုတော့ AI partner ဆိုပြီးတော့နာမည်ပေးထားတာပါဗျာ။ဒီဖုန်း IP68 69စာတီးပိုင်းဖြစ်တာဆိုတော့ရေထဲမှာလည်းတပုံပါညာရိုက်လို့ရတယ် ။ Honor ရဲ့ Car AMOLED Display နဲ့ Helio G အတွက် Ultimate ချစ်ဆက်တွေကိုသုံးပေးတာတယ်။အခုနေရာမီလီယာပြာဝါဗီဒီယို44ရဲ့ဆိုတာကြာနေအားတင်နိုင်ပြီ။ဒီဖုန်းနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာရှိသေးရဆိုရင်ကမောင်အောင်မီလေးပါ။ကြောက်ပြန်ပြီးပြရမယ်။ဟုတ်ကဲ့ဒီလောက်ပါပဲ။